ေယောဝလုံးပဲမင်္ဂလာပါမေလာ၂ရက်နေ့ရက်ညနေပိုင်းအထူးတရမြတ်ကိုပထမဆုံးလိုရင်းတူရှင်တင်ဆက်တော်မှာဖြစ်ပါတယ်ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပေးပြီးအခုချင်းထိအားပေးနေတဲ့တုံငယ်ချင်းတွေအားလုံးကျေးဇူးများကြည်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့တရင်လေးတွေစကြရအောင်မေလာ၂ရက်နေ့တွေပခုတိုင်းနဲ့တလီမြုပ်နေဓမ္မငယ်ရေကင်းစခန်းကိုတော်လှန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်သိမ်းပိတ်ခဲ့ရာ စစ်ကောင်စီစစ်ခွေးပမာတုံးကောင်တေဆုံကာကျန်စစ်ကောင်စီစစ်ခွေးများစကန်းစုံကွာထပ်ပြီးတော့ပြီး60မမတလက်အပါဝင်လက်နက်6လက်နက်ခရမ်းများတင်းစီရရှိခဲ့ကြောင်းတရားဝတီခရိုင်တည်ရင်3000တိမှအတော်ဝင်ရှိသူတဦးကပြောဆိုထားပါတယ်မိုက်တဲ့လူထွက်ခဲ့ဆိုတဲ့ခွေးရည်တွေလည်းခွေးပြီးဝက်ပြီးပြီးနေကြပါပြီခင်ဗျာကောင်းလိုက်တဲ့တည်နောက်တည် ဖကံမြူတီလာဒီလမ်ပိုင်မြတွေကချင်လွတ်လပ်ရေးတပ်မတော် KIA ပူပေါင်းတပ်နဲ့စစ်ကောင်စီတပ်တော်တိုက်ပွဲပင်ထန်နေပြီးစစ်ကောင်စီတပ်ထိခိုက်မှုများပြားနေသည်ဟုကချင်စီရဲတရင်ရမြင့်များကပြောဆိုထားပါတယ်။ဒီတစ်ခါတိုက်ပွဲကကူကစောင့်တက်ရတာမှုအတားစီရတဲ့နဲ့ရရွာဖက်ကိုထူလာတဲ့စစ်ကြောင်းကိုတိုက်တာမှတပတ်အတွင်းစစ်ခွေတရာလောက်တည်တယ်။ကူဖက်မှာကပင်ထန်တဲ့အထိအခိုက်မရှိပါဘူး။ မေပင်အနေအထားမှာလည်းအတာစီရထားတယ်ဟု KIACA တရင်ယမိကပြောဆိုထားပါတယ်။ကောင်းလိုက်တဲ့တည်နောက်တည်အမျိုးသားညီငွေရဲ့အစိုးရ UNG တရားရေးဝန်ကြီးဌာနကမြို့နယ်အဆင့်တရားရုံ31ရုံနဲ့ကြာကာလအယူခံရုံတရုံဖွင့်လှစ်ထားနိုင်ပြီလို့မိန်နေရမှာထုတ်ပြန်ထားပါတယ်။2022ခုနှစ်မေစကူရကစတင်ကမြို့နယ်တရားရုံ15ရုံစတင်ထူထောင်ပြီး အရက်ဖက်တရားစီရင်ရေးကိုစတင်ခဲ့က2021ခုနှစ်နှစ်ကုန်အထိတရားသူကြီး131ရောက်တော့ကမြို့နယ်တရားရုံး29ရုံးမှာမေပင်တရားစီရင်ရေးလောက်ငန်းတွေကိုဆောင်ရွက်နေပြီးလို့ထုတ်ပြန်ချက်မှာပါရှိပါတယ်မြို့နယ်ဥပဒေရုံး31ရုံးကိုလည်းဖွင့်လှစ်ထားနိုင်ပြီးဥပဒေအကြံဉာဏ်ပေးမှုနဲ့အမှုလိုက်ပါဆောင်ရွက်နိုင်ဖို့မြို့နယ်ဥပဒေတာဝန်ခံ16ရောက်ဒုတိယမြို့နယ်ဥပဒေတာဝန်ခံအယောက်20တွဲဖက်ဥပဒေတာဝန်ခံ2ရောက် စုစုပေါင်းဥပဒေတော်ဝန်ခံအယောက်၄၀ကိုခန့်အပ်တော်ဝန်ပေးအပ်ထားတယ်လို့တည်ဆီရပါတယ်။အယူကြီးတွေလေးစားပါတယ်။နောက်မှလည်းစစ်မြက်မြက်နိုင်အောင်တိတ်ပေးပါလို့ဒီကနေ့တောင်းဆိုချင်ပါတယ်။ကောင်းလိုက်တဲ့တတင်းနောက်တတင်းပခုတိုင်းမူးမြုပ်နေတွေအကြံဖက်စစ်တပ်အထိုင်ချတက်ဆွေထားသောကျေးရွာ၅ခုကိုခဲနယ်လေဥဆောင်တော်တော်လှန်ရေးပူပေါင်းတပ်များကတိုက်ခိုက်သိမ်းပိတ်ရာစစ်ကောင်စီစစ်ခွဲဖက်မှဒုတက်ရင်မှုတကောင်နဲ့ အရာခံဘူးတကောင်အပါဝင်တေဆုံးသူမြပြခေချာ KNU ဘဟုကတရင်ထုတ်ပြန်ထားပါတယ်။ April 26ရက်နေ့နာနေတနာရီခတ်တွင်မူမြုံနေအတွင်အကြံဖက်စစ်တပ်၏ကာလာယာ60နဲ့ကာလာယာ83ပူပေါင်းတပေါင်းစုမှစစ်ကောင်စီစစ်ခွေးများထူစစ်စင်ကာခြေကောက်ယူထားသည့်နေရာများဖြစ်သောနောင်ကုန်းရင်တိုက်ကုန်းရမျိုးအောင်ယွာချီအင်ကျွန်းကုန်းနူကလော တောင်စုကျေးရွာမြတ်တို့ကို KNL ဥဆောင်တော်တော်လှန်ရေးပူပေါင်းတပ်များကတိုက်ခိုက်သိမ်းယူရှင်းလင်းခဲ့ကြောင်းသိရပါတယ်။လက်နက်ခရန်တွေလည်းအများပြားသိမ်းဆီရရှိထားတယ်လို့သိရပါတယ်။ Conflict the den of the den NLD အမတ်ထောင်းလေးဖြစ်တက်အရာရှိဟောင်းတို့ဦးလည်းဖြစ်တဲ့ဦးကျော်စရာစစ်စဲမြင့်မြန်ခံရတယ်လို့ BBC သတင်းရင်းမြစ်တချို့ကအတည်ပြုပြောဆိုထားပါတယ်။ဦးကျော်စရာရဲ့လူမှုကွေရက်မှာငလျင်အပြင်းအပိုင်း စစ်ခေါင်းဆောင်ကိုတယောပြီးရေးတဲ့အစား NLD ပါတီတရားဝင်ဖြစ်ရေးနဲ့ပြည်သူ့စစ်ဆောင်ပါတီဖြီတုံးလုံးကထွက်ရတဲ့အကြောင်းတွေစက်တိုက်ရေးသားခဲ့တာဖြစ်ပါတယ်။သူရဲ့ရေးသားချက်တွေကြောင့်ဆာယဖတ်ကခေါ်စစ်တယ်။နှချင်းတတိပေးပြီးပြီးသူ့ကိုပုံမှန်နှစ်ခုနဲ့အမှုဖွင့်ဖို့ပြင်နေတယ်လို့ဦးကျော်စရရဲ့မိတ်ဆွေတဦးက BBC ကိုပြောဆိုထားပါတယ်။ဒီလိုမျိုးနှစ်ဖက်ချွန်ခေါဆောင်တွေကြောင့်ပြည်သူတွေလည်းပျက်စီးတယ်နိုင်ငံလည်းပျက်စီးတယ်အချင်းချင်းတပ်ဖန်ကြတော့ ကောင်းလိုက်တဲ့တတိယနောက်တည်းတင်းတင်းတရီတိုင်းထဝေခရိုင်ထဝေမြုပ်နေမောင်မေရှောင်ကျေးရွာအနီးမှာဖြစ်ပွားတဲ့ဟာလီကွေးစကန်တိတ်ပွေးမှာလက်နက်ချက်ဖူးအတွက်ငင်းစံတဲ့အကြံဖက်ဘူးကြီးကိုတတတွေကနောက်ကနေပိကတ်တပြက်လိုက်တယ်လို့မြို့ဟာ33စစ်စေးရဲမှုစိုးတာကူကပြောဆိုထားပါတယ်ကွန်ဖာမ်ဖြစ်ပါတယ်ကြီးကနောက်ဆက်ကနေဝင်တယ်ငါးတမ56ကြီးလို့စစ်စေးရဲမှုစိုးတာကူကအတီးပြုတ်ပြောကြားထားပါတယ် အပလန်၁၆ရက်နေ့မှာဟာလီကွစ်စကန်ကို KNU ပူပေါင်းတပ်တွေကတင်ပိုက်ခဲ့တာဖြစ်ပါတယ်။အေဒီတိတ်ပွေမှာဘူတကောင်တေဆုံးပြီးဂျန်စစ်ခွေ၁၆ကောင်ကိုအစင်ဖန်စီထားတာဖြစ်ပါတယ်။ဘူတကောင်ကတော်လှန်ရေးတပ်ဖွဲ့တွေကတက်ဖြစ်တာမဟုတ်ပါဘူး။အဖိုင်းခံရတဲ့စစ်ခွေ၁၆ကောင်ထဲကတကောင်ကပြစ်ခတ်တက်ဖြစ်တာဖြစ်ပါတယ်။ဘာကြောင့်တက်ဖြစ်တာလဲဆိုတာကိုတော့သူတို့မရေထားပါဘူး။နောက်တဲ့တစေနစကွန်စစ်စင်ရဲ့အတွင်တန်တတ် TNLA တင်ပိုက်ထားသည့်နောင်ချူကြောက်မဲတီဘော မူကောက်မူမိုက်စတော်ဒေတာများမှဆုတ်ခွာရန်စစ်ကောင်စီတပ်ကတောင်းဆိုခဲ့တဲ့ဖြစ် တရုတ်နိုင်ငံကူမင်းမြို့တွေနေရက်ကြာတွေ့ဆုံဆွေးနွေးမှုမအောင်မြင်ခဲ့ကြောင်းသိရပါတယ်တရုတ်နိုင်ငံဤကြောင်းဝင်ဆက်ဆက်မှုဖြစ် Apple နဲ့ Samsung နဲ့ Nexus ရဲ့တုတ်တွေထပ်မံတွေ့ဆုံဆွေးနွေးခဲ့တော့လေတဘောတူငီမှုမရှိဘဲပြီးဆုံးခဲ့ကြောင်း TNLA ထံကသိရပါတယ်ဒီတစ်ခါတော့ TNLA တွေမိတ်သွားပြီ MNDAA လို့မလောက်ကြနဲ့တော့မင်းတို့တွေစောတာစောလိုက်ဒီစခွဲတွေကို กองไลเตะตะเดนเอาตะเดนปกูไตอโนจันตายาวดีเกยายชิเมี่ยวเนอตวินไตปวยปินทันลาไนดีเอตวัดปีตูเมียอเนพิอทุตติทะเนทันจะยานตายาวดีเกยายอมัตตงไตยินไตยิมูบุโซจัยกะเปียวสู่ทะบาเรစစ်ကောင်စီတက်တီတာယာဝတီခရိုင်အတွင်းစစ်အင်အားဖိတင်ပြီးစစ်ကြောင်းထုတ်မှုများရှိသည့်အတွက်တိတ်ပွေးပင်းထန်လာနိုင်ကြောင်းမြန်မာ Defense Force တာယာဝတီခရိုင်အမှတ်3တိုက်ရင်းအနေဖြစ်လေ ပြည်သူများအလိတ်နာနိုင်ရန်ပန်ချက်ချက်ကိုနှစ်ချက်အားထုတ်ပြန်ထားပါတယ်။ပကူတိုင်းတာယောက်တီခရံဖြစ်မှာရှိတဲ့ပြည်သူတွေတိထပြီးမှနေကြပါလို့ပြောဆိုချင်ပါတယ်။မေလာနေ့ရက်နေ့ရက်ညနေပိုင်းအထူးတရင်ကတော့ဒီလောက်ပါပဲ။ကေတာဆွေတို့ကျွန်တော်တို့ပထမဆုံးကရင်နီဖက်စီရဲ့တရင်ကိုတစ်ချက်လောက်နှာစင်ကြည့်အောင်။ကရင်နီပူပေါင်းတပ်ကပိတ်ဆို့ထားတဲ့ဖားဆောင်မြို့ကခြေလင်းတက်ရင်နှစ်ရင်မကြဖို့အတွက်စစ်ကောင်စီဟာလေကြောင်းကနေလက်နက်ခဲယမ်းရိက္ခာဖြည့်တင်းနေတယ်လို့သိရပါဗျ ဘုံရပိတ်ဆို့ထားတဲ့ခလာရ134နဲ့135တို့အတွက်တောက်ရီစားနပ်ရိခါနဲ့ခန့်ရန်ကိုထောက်ဖို့လေရင်နဲ့ပို့ဆောင်နေတာလို့ကရင်နီတီတီတုလွမြောက်ရေးတပ်မတော်ဗဟိုစစ်ဦးစီးတပ်ရင်အမှတ်626တာဝန်ရှိသူကပြောပါတယ်။မြို့မကြဖို့လေကြောင်းကနေရိခါခန့်ရန်ဖြည့်ဆည်းနေတယ်လို့တစ်ဖက်မှာလည်း drone နဲ့ကင်းထောက်ပြီးလက်နက်ကြီးပစ်ခတ်တာ drone နဲ့ဘုံချတိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့ဆိုပါတယ်။ကရင်နီပူပေါင်းတပ်တွေဟာ ဟားဆောင်မှာရှိတဲ့ခလာရ134နဲ့135ကိုရိတ်ခါနဲ့ရေးမရအောင်မြေပြင်မှာလဲထောက်ဖို့လမ်းကြောင်းတွေဖြတ်တောက်ပိတ်ဆို့ထားတာပါ။ဟားဆောင်ကရှေ့တန်းစစ်မြေပြင်မှာရှိနေတဲ့တော်လှရေးတပ်ဖွဲ့ဝင်တအူးရဲ့ပြောပြချက်အရကရင်နီပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်ဟာမျက်နှာချင်းဆိုင်တက်ဆိုင်ထားတဲ့အခြေအနေမှာရှိနေတယ်လို့ပြောပါလေ။ဟားဆောင်မြို့ကိုသိမ်းဖို့အတွက်ကရင်နီပူပေါင်းတပ်ကပြီးခဲ့တဲ့2024ဖေဖော်ဝါရီလကောင်ပိုင်းမှာစတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ မြို့ကိုအပီးသက်သိမ်းနိုင်ဖို့ခလာရ134နဲ့135တို့ပဲကြံတော့တာဖြစ်ပါတယ်လက်ရှိကရင်နီပြည်နယ်မှာမဲဆက်ရှာတော်ရွာသစ်မော်ချီတို့ကိုကရင်နီပူပေါက်တပ်တွေကသိမ်းပိုက်ထားပြီးကရင်နီတပ်ပေါင်းစုထိန်းချုပ်ထားတဲ့မိုးပြဲမြို့ကိုစစ်ကောင်စီကပြန်လည်ထိုးစစ်ဆင်နေပါတယ်ရှင်မကြခင်ကရင်နီတပ်ပေါင်းစုဖက်မှလည်းတရင်ကောင်းတွေကျွန်တော်တို့ကြားရတော့မှာဖြစ်ပါတယ် data swing.no video အန်ယူချီထုတ်ပြန်ထားတဲ့ပုံတဘောထားရည်တီချက်ချက်နဲ့ပတ်သက်ပြီး ကိုတင်းမဲ့ရဲ့အမင်တစ်ချက်လောက်နဲ့စင်ကြည့်အောင်စစ်တပ်အာဏာသိမ်းတာကိုဖယ်ရမယ်ဆိုတော့စကားကတော်တော်လေးနဲ့ပါတယ်စစ်တပ်အာဏာသိမ်းတာကိုဖယ်ရမယ်ဆိုရင်စစ်ကောင်စီကို ချက်ချင်းဖျက်ရမယ်အစိုးရတည်းရဲ့ချက်ချင်းအစားထိုးဖို့လိုပါလိမ့်မယ်အဲ့ဒီအစိုးရတည်းရဲ့ဆိုတာ2021မှာအာဏာသိမ်းခံလိုက်ရတဲ့ NLD အစိုးရဖြစ်ချင်းဖြစ်မယ် NUG ဖြစ်ချင်းဖြစ်မယ်ဒါမှမဟုတ်ဂျားပြတ်အရာကြီးအစိုးရတည်းရဲ့ဖြစ်ချင်းဖြစ်ပါမယ်အဲ့ဒီအစ်စ်မှာပဲဆွေးနွေးရေးလမ်းကြောင်းက ပိတ်သွားပြီထင်ပါတယ်စစ်ကောင်စီကဘလို့မှသဘောတူမှာမဟုတ်ပါဘူးဒီပထမအချက်ရဲ့ပထမတဝက်မှာပဲပွဲကပြက်သွားပြီလို့ဆိုရမယ်ထင်ပါတယ်ပထမအချက်ရဲ့ဒုတိယတစ်ပိုင်းမှာဆိုထားတာကတော့စစ်တပ်နိုင်ငံရေးတွင်ပါဝင်နေခြင်းအားအဆုံးသတ်ရန်လို့ဆိုထားပါတယ်လွှတ်တော်ထဲမှာစစ်သားတမတ်သားကဘယ်သူမှအရွေးကောက်မခံရဘဲနဲ့ဘယ်သူကမှသူတို့ကိုရွေးကောက်မထားဘဲနဲ့လာပြီးတော့အခန့်သားထိုင်နေတာမျိုးကိုအဆုံးသတ်ပေးရမယ်လို့ဆိုလိုတာဖြစ်ပေါ်ရပါတယ် ဒုတိယချက်ကတော့လက်နက်ကင်တက်ဖွဲ့အားလုံးအယက်သားအစိုးရလက်အောက်မှာရှိရမယ်လို့ဆိုထားပါတယ်။ဒါကလည်း2008အခြေခံဥပဒေရေးဆွဲပြီးတော့စစ်တပ်ကအကာအကွယ်ယူထားတဲ့အချက်ကိုဆိုလိုတာပါ။ပြည်ထောင်စုဝန်ကြီးဌာနကာကွယ်ရေးဝန်ကြီးဌာနနဲ့ရဲစဲရေးဝန်ကြီးဌာနတွေကိုလည်းအယက်သားအစိုးရလက်အောက်မှာထားရမယ်။ရသားဆိုရကအမိန်ပေးလို့ရှိရင်ပြည်ထောင်စုဝန်ကြီးကာကွယ်ရေးဝန်ကြီးနေဆိုင်ရဝန်ကြီးအစရှိတဲ့သူတွေအားလုံးကအမိန်နာခံမယ်လို့ပြောတာပါပဲ။ဒါရင်တော့မကသေးပါဘူး။လက်နက်ကင်တပ်ဖွဲ့အားလုံးလို့ဆိုထားတဲ့အတွက် ကာကွယ်ရေးဦးစီးချုပ်ကလည်းရတ္တအစိုးရရဲ့တပရကအမိန့်ပေးတာကိုနားခံရမယ်လို့ဆိုလိုတာဖြစ်ပါတယ်။တတရအချက်က2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအပြည့်ပိုင်ဖျက်သိမ်းရမယ်။စတုထအချက်က Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေတကိုရေးဆွဲရမယ်။ပြစ်စမအချက်ကအဲ့ဒီ Federal ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ Federal ပြည်ထောင်စုအစ်စ်ကိုတိဆောက်ရမယ်။စတုထမအချက်ကတော့စစ်ပွဲအတွင်းလုပ်ခဲ့တဲ့မတရားမှုတွေကိုရေးယူရမယ်ဆိုတဲ့အချက်တွေပါပဲ။ အချက်6ချက်ဖော်ပြထားပြီမြဲ၃ချက်လောက်နဲ့အကျင့်ပြန်ချုပ်လို့ရပါတယ်ပထမချက်ကစစ်တပ်အနာသိမ်းတာကိုဆွံ့လွှတ်ရမယ်ဒုတိယချက်က2008အခြေခံဥပဒေနဲ့တကွ2008အခြေခံဥပဒေမှာဖော်ပြပြီးအသာစီးယူထားတဲ့စစ်တပ်ရဲ့နိုင်ငံရေးအခန့်ကဏ္ဍတွေကိုပယ်ဖျက်ပေးရမယ်ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းတည်ထောင်ရမယ်နောက်တတိယချက်ကတော့စစ်ပွဲအတွက်မှာလုပ်ခဲ့တဲ့အရာစုံးမှုတွေကိုအရေးယူရမယ်ဆိုတဲ့အချက်တွေပါ ဒီထက်မှာပါတဲ့အချက်6ချက်စလုံးကိုကျန်တဲ့ဒေါ်လာရေးသမားတွေကလည်းသဘောတူကြပါတယ်။ဒါဆိုလို့ရှိရင်အဲ့ဒီ6ချက်ရရင်ဆွေးနွေးမယ်လို့ပြောတာကိုဘာလို့မကြည်မနဲ့ဆဲဆိုနေကြတာပါလဲ။ဒေါ်လာရေးသမားလူငယ်တွေလိုလားတဲ့အချက်တွေနဲ့ဘာတွေကွာနေပါလဲ။အဓိကကတော့အချက်တစ်ချက်ကွာနေတာပါ။အဲ့ဒီတစ်ချက်ကတော့စစ်တပ်ကိုလုံးဝအပြီးပိုင်ဖျက်သိမ်းပစ်ဖို့သို့မဟုတ်စစ်တပ်ကိုလွှမ်းမိုးချေလှယ်နေတဲ့ထိတ်သီးစစ်အာဏာရှင်တွေကိုဖယ်ရှား တော်လိုင်းရေးတက်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့တမတော်အစ်စ်ပြင်ဆင်ဖွဲ့စည်းဖို့ဆိုတဲ့အချက်ပါစွန့်နေရေးကိုလက်မခံနိုင်မှုဆရာနာရှင်စနစ်ကိုနောက်ခါဘယ်တော့မှ ပြန်ပေါ်မလာအောင်အမိကနေတုတ်တင်ဖျရှားပစ်မယ်လို့ပြောနေတဲ့လူငယ်တွေလိုလားတဲ့အဓိကအချက်ကအဲ့ဒီအချက်ပါ NUG အထက်မှာပြောတဲ့ဘုံသဘောထားရည်တည်ချက်6ချက်အကုန်လုံးရရင်တောင်မှစစ်အာဏာရှင်စနစ်ဘယ်တော့မှပြန်လည်မပေါ်ပေါက်ရေးအမြင့်ပြည့်ရေးဆိုတာကမတည်ကြသေးပါဘူး အထက်မှာ NUG ပြောတဲ့အချက်6ချက်ရဲ့အဓိကအားနည်းချက်ကအဲ့ဒါပါဆရာနာရှင်စနစ်အမြင့်ပြည့်ရင်မပါဘဲနဲ့ကြံနေပါတယ်လိုအပ်နေပါတယ်စစ်တပ်ကနိုင်ငံရေးမှာ ဝင်မပါတော့ပါဘူးလို့ဂရီးပေးမယ်ဆိုတော့ဟုတ်ပါပြီအဲ့ဒါသိကောင်းပါတယ်လွတ်တော်ထဲမှာလဲစစ်သားတမတ်သားလာမထိုင်တော့ဘူးဒါလည်းကောင်းတာပါပဲကာကွယ်ရေးပြည်ထရေးနေဆက်ရေးရာဝန်ကြီးဌာနတွေလဲသမရလက်အောက်ရောက်သွားပြီဆိုတော့ဒါကိုသဘောတူလိုက်ပြီဆိုတော့ တော်တော်ကောင်းသွားပါပြီ2008အခြေခံဥပဒေကိုလည်းဖျက်သိမ်းမယ်ဖက်ဒရယ်အခြေခံဥပဒေတွေလည်းပေါ်ပေါက်လာမယ်ဆိုလို့ရှိရင်အားလုံးကောင်းသလောက်ဖြစ်သွားပြီလို့ထင်စရာရှိပါတယ်ဘုံတဘောတာယက်တီချက်6ချက်ဟာအားလုံးပြည့်စုံနေပြီလို့ထင်စရာရှိပါတယ်ဒါပေမဲ့ခက်တာကဘုံမင်းအောင်လိုင်းတို့စစ်အာဏာရှင်တွေကြိုးကင်ချေလည်နေတဲ့အာဏာရှင်စစ်တပ်ကြီးကတော့နေမြဲအတိုင်းလဲကြံနေပါတယ်အဲ့ဒါဟာအားနေချက်ပါ လူငယ်တွေလက်မခံနိုင်ကြတာဟာအဲ့ဒီအချက်ပါပဲအဲ့ဒီအာနာရှင်စစ်တပ်ကြီးကသမရရဲ့လက်အောက်မှာရှိမှလေအဲ့ဒါအမိန်ပေးတာကိုနားခံမှလေအဲ့ဒါကိုသဘောတူထားပြီးသားအဲ့ဒါဆိုလို့ရှိရင်မလုံလောက်ဘူးလားလို့မေးချင်မေးကြပါလိမ့်မယ်မလုံလောက်ပါဘူးဘလောက်ပဲသဘောတူတယ်ပြောပြော အာနာရှင်စစ်တပ်ကြီးရှိနေသမျှဘယ်တော့မှစိတ်မချရပါဘူးဘလောက်ပဲဂရိတွေပေးထားတာဘလို့ပဲဥပဒေတွေပြဋ္ဌာန်းထားတာ အာနာသိချင်လို့ရှိရင်ထသိမ့်တတ်တဲ့အာနာရှင်စစ်တက်ကြီးရှိနေသေးတယ်ဆိုလို့ရှိရင်စိတ်မချပါဘူးအာနာရှင်တွေကိုကြိုးကင်တဲ့အာနာရှင်စစ်တက်ကြီးရှိနေသေးသမျှမှာအာနာရှင်စနစ်ကြံနေသေးတာပါပဲစောစောက6ချက်ကိုသဘောတူထားရင်တောင်မှအာနာရှင်စနစ်ဟာခိတကနာငုတ်ရှိုးနေတာသာဖြစ်ပါလိမ့်မယ်အချိန်မီ၍ပြန်ပေါ်နိုင်မှာလေဆက်အာနာရှင်စနစ်အမြင့်ပြည့်ရေးအတွက်အချက်3ချက်မဖြစ်မနေလိုအပ်ပါတယ် ထမအချက်က2008အခြေခံဥပဒေအပြည့်ပိုင်ဖြစ်သေးရင်ဒုတိယအချက်ကစစ်အာဏာရှင်တွေကြိုးကင်ထားတဲ့စစ်တပ်ကို ဖြစ်သေးရင်တတိယအချက်ကဥပိုင် MEC စစ်အာဏာရှင်မိသားစုတွေပိုင်တဲ့တင်ဇာတာတူဖို့ရင်းတဲ့သွင်းကုန်ထုတ်ကုန်ကုမ္ပဏီတွေခရိုနီတွေပိုင်တဲ့တင်ဇာတာတူဖို့ရင်းတဲ့သွင်းကုန်ထုတ်ကုန်ကုမ္ပဏီတွေအားလုံးကိုဖြတ်သိမ်းရဖြစ်ပါတယ်။ပထမအချက်ဖြစ်တဲ့2008အခြေခံဥပဒေကိုဖြတ်သိမ်းနိုင်ရင်စစ်အာဏာရှင်စနစ်ဟာအာဏာပြောင်းညံသွားရုံ။ လဲပက်နိုင်စွမ်းယာယီကင်းမဲ့သွားရုံမှာရှိပါတယ်ဒုတိယအချက်ဖြစ်တဲ့စစ်အာဏာရှင်တွေကြိုးကင်ထားတဲ့စစ်တပ်ကိုဖျက်သိမ်းရေးကသာအရေးကြီးဆုံးအချက်ပါတတိယအချက်ဖြစ်တဲ့စစ်အာဏာရှင်စနစ်ကိုထောက်ပံ့နေတဲ့ဗန္နာအရင်းမြစ်တွေကိုတုတ်တင်ရှင်နေရဟာလည်းအရေးကြီးပါတယ်အဲ့ဒီဗန္နာအရင်းမြစ်တွေကြံနေသေးရင်စစ်အာဏာရှင်စနစ်ဟာတစ်ချိန်မှာ တနည်းနည်းနဲ့ပြန်ပြီးတော့ခေါင်းထောင်ထလာနိုင်ပါလိမ့်တယ် သူနောက်ဆုံးပြောတော့တဲ့အချက်တုံးချက်ကဒီစစ်ခွေတွေကဘယ်တော့မှလောက်ချင်မှလည်းမဟုတ်ဘူးကျွန်တော်အမြင်မတော့လောက်ချင်မှမဟုတ်ဘူးအဲ့ဒါကြောင့်ဒီစစ်ခွေတွေကိုကျွန်တော်တို့ကအမြင့်ဖြုတ်ဖို့ပဲလိုပါတယ်ဒါကောင်းပါတယ်လေးစားတယ်ကေဒါဆွင်တော့ note video စမ်းချောင်းမြောက်နေကမီဆက်နှုတ်အိယာမှအောက်ဆီဂျင်ပြည့်ရွေးတေဆုံးတဲ့မိသားစုကိစ္စနဲ့ပတ်သက်ပြီးငါချောင်းမြင်ပါပြောတာလေတစ်ချက်လုံးနဲ့စင်ကြည့်စင်မကောင်းကြပါပဲအဲ့တော့လျှက်စက်မီမမှန်တဲ့ပြဿနာကြောင့် ဟိုလူကမိစက်ဝယ်သုံးရတယ်မိစက်ပေါ်တော့မိစက်ကိုနှိုးတယ်သတိမေ့ရပေါ့ရသွားတာနဲ့အမြမိစက်ကိုမိကုန်းမုံကြီးတည်တယ်ဒီလိုဖြစ်သွားတယ်ဆိုတော့တိတ်ပြီးစိတ်မကောင်းစရာပဲအဲ့တော့ပြည့်စုံဝင်ကြီးထနာကိုပဲကျွန်တော်တို့မေးရတော့မယ်ကျွန်တော်အဲ့လိုမေးရပြောမင်းသူ့တို့မိကုန်းမုံမသိရငါနဲ့ပတ်စံလို့ဆိုပြည့်စုံဝင်ကြီးကကျွန်တော်တို့ပြေးလိမ့်မယ်ခမရနဲ့ဆိုင်တာပေါ့ဝင်ကြီးကခမရနဲ့ဆိုင်တာပေါ့ဝင်ကြီးကဒီမေးကိုလူလေးယောက်တည်သွားရရင်အကြောင်းရခမရနဲ့မှမဆိုင်ဘူးနဲ့ဆိုင်ကုန်လို့အဲ့ပြည့်စုံဝင်ကြီးကိုမေးတာပြောလိုက်ပြည့်စုံကြီးလေခမရနဲ့မဆိုင်ဘူးနဲ့ဆိုင်ဘာလို့ကျွန်တော်ဒီလိုပြောလဲဆိုတော့ကျွန်တော်ကြီးစရာပြောမယ်နော်တစ်ခုပြောမယ်နော်ပြုံးစရာပြုံးစရာ ကျွန်တော် ပြီးခဲ့တဲ့ရပိုင်းက UAB ရဲ့ဟို shelter ကိုသွားကြည့်တယ်မလားအဲ့မှာ transformer transformer လာတက်တယ်ဘုံကြီးတင်အောင်ဆန်းလို့ပါလို့လာတယ် transformer transformer မှာလာတက်တယ်ဟို so electric က transformer လာတက်တယ်တက်တာကိုကျွန်တော်ကိုယ်နဲ့မြင်မြင်မြင်ခဲ့တယ်ပြီးလည်းပြီးတော့နောက်တစ်နေရာသွားရတော့အဲ့ရလှမ်းပြောတယ်ပြန်ထုတ်သွားပြီတဲ့အဟောင်းကြီးပဲတက်ခဲ့တယ်လူကြီးလာကျွန်တော် for show တက်ပြီးတော့ပြီးလည်းပြီးတော့ဟိအဟောင်းကြီးတက်ခဲ့တယ်တကယ်ဖြစ်ခဲ့တာကျွန်တော်ကျွန်တော်ကျွန်တော်ရှိမှတော့အတိအကျတက်ပြတာဟောတကယ်လို့နော်ဘုံကြီးလာဘုံကြီးတင်အောင်ဆန်းလာလို့ဆိုအတိအကျတက်ပြတာတက်ပြတာ ာပြီးတော့မှလက်စစ်ဝန်ကြီးလည်းပါတော့တကြည်တက်ပြန်ပြီးလည်းပြောမနေ့ကျတော့ဗိုလ်ကြီးတယောက်ဆန်နောက်တနေရာရောက်တော့နောက်တနေရာမနေ့ကျရတော့လန့်ပြောတယ်အိုက်ဆက်ကဖြုတ်သွားပြီအိုက်ဟောင်းမပြန်ထားခဲ့တယ်အိုက်အိုက်အစ်တတတရရဖြုတ်သွားပြီပြန်ဟူသွားပြီလူကြီးလည်းမရှိတော့ဖြုတ်သွားပြီအဟောင်းပြပြီးပြန်ထားခဲ့တယ်အိုက်တင်ထားခဲ့တာကျွန်တော်အိုက်တင်ကြားကျွန်တော်အားတော့ဟုတ်လားအေးဒီပေါ်လေး for shows အဲ့ဒါတချက်ပေါ့ခါပါတော့တက်စစ်ဝင်ကြီးကသူနဲ့မဆိုင်ဘူးလို့ဖိုင်နာဘောခရရတယ်ခရရကခုချိန်ထိအဲ့တက်စစ်ဝင်ကြီးထဏာခုချိန်ထိပြည်သူလူထုကိုဘာဂတိကိုမှမပေးဘူးတက်စစ်မီနဲ့ပတ်သက်လို့ တတိကွက်လောက်အောင်မေးဦးနော်နောက်တစ်နှစ်ကြာရင်နောက်နှစ်နှစ်ကြာရင်နောက်3လကြာရင်နောက်6လကြာရင်နောက်9နှစ်ကြာရင်ခဲရိုတက်စီမီရန်ကုန်ပြပါမီတစ်ချက်မှမပြတ်စေအောင်ကျွန်တော်အားမခံမရောက်နိုင်ကျွန်တော်လှုပ်ထွက်တယ်လှုပ်ထွက်ပြမယ်ဝင်းကြီးမပြောရင်ဘာလို့ထွက်ရမှာဆိုလို့လှုပ်ပြုတ်သွားမှာဆိုလို့ तू အဲ့လိုပြောပြီးအလုပ်ပြုတ်မှာလေကျွန်တော်သိတယ် तू ပြောမိ तू ပြုတ်မှာဘာလို့မပြုတ်မှာဖြစ်နေပြုတ်မှာဟုတ်လား तू မှမလုပ်နိုင်ဘူးမလုပ်နိုင်ပြုတ်မှာပေါ့အဲ့တော့အဲ့ဒီလက်စီဝင်းကြီးကိုကြော်ရင်လဲမေးလိုက်ပါကြော်မျိုးမင်းကကြော်နှုတ်ကပြောတယ်လို့နောက်6လသို့မဟုတ်နောက်တစ်နှစ်တွေမှာလက်စီမီမလင်းရင်အလုပ်ထွက်ရလားလို့ 我以前没出夜了，那炒了都真的没没呢。我以前都出夜了，就那么没去了。大家莫在炒了，别家的。那冬天对嘛，没没冷飕的了。我以前都出夜了，那冬天就没冷，老多牙齿。炒了就没冷，老多牙齿。没牙飕的，出夜了。哎，就这么来的，比那先生、婆婆先生的，个也单位、单位公司，个也那都没几个，叫你没几个，叫那女没几个，叫那叫人没嘛吧？他们不晓得哪，叫那对炒不叫那对，叫人没嘛，叫那叫人嘛。我以前炒了没冷嘛，那没冷出嘛了，都出夜了。 မေးရမှာပါဆိုနိုင်ငံကတခြားနိုင်ငံတွေမှာဆိုတာဝန်ယူတာဝန်ခံမှုတဲ့ကျွန်တော်လက်ထက်မှာမီးပလင်းဘယ်လိုလုပ်ခဲ့မလဲမလင်းကျွန်တော်နှုတ်ထွက်ပြမယ်အဲဒီလိုတတ်သိရှိရမှာဒါပေမဲ့ကျွန်တော်လက်ထက်မှာပြောရင်အများပြုတ်သွားမှာပြေရောဖြစ်မှာမရပါဘူးကြာအဲ့တော့သူနဲ့ဆိုင်လာမင်းမီးမှမမှန်တော့လူတွေလှုပ်ချင်လှုပ်ကြတာပေါ့ဗျာတခါကျကျွန်တော်ပြောမိသားစုအပြစ်တင်နေလို့ရှိမှာတည်တဲ့လူတော့ထပ်အပြစ်တင်နေမယ်ဆိုမီးမှန်အောင်လုပ်ကြပါလားဒါပဲရှိရမယ်နော်မီးမှန်အောင်လက်စီဝင်ကြီးတာဝန်ခံရမှာတာဝန်ယူရမှာဆိုတော့ဒီသေဆုံးကားတွေမှာရှင်းနေတာကလေးတနာပါတယ်ဗျာဒီထဲမှာမကောင်းပါဘူး ဒီတခါကျွန်တော်ပြောသွားတာမှန်တယ်အဲ့ဒီထက်မှမာလာလည်းထိရမှာမာလာထိပူမိတ်တာပေါ့နော်ဒါပေမဲ့ထိရင်မှမဟုတ်ဘူးမာလာကိုကြောက်လာ ਈ ကောင်ကဒီတခါပြောသွားတာတော့ရှင်းမှန်တယ်နော်တွင်ချင်းကြော်ရောက်ဘလို့ထင်ကြတာလဲโอเคပါတွင်ချင်းကြော်ဒီနေ့ရက်တင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများချစ်တင်ပါတယ်ကျမကြီးခုစိတ်ကြပါ I love you all God bless you all thank you for your time